။အဲကျွန်တော်တို့အင်ဂျင်နာချင်းတွေပိုင်တဲ့ခြံပေါ့။ဒီခြံထဲမှာတရွေ6တွေအများကြီးရှိရယ်။ဒီခြံကဟိုဟာဒေကဒေကလောက်ရှိရယ်။အဲ့တော့သူတို့ကဓာတ်တွေကိုစုပြီးတော့သူတို့အပင်ချင်းမှာပုံထားပေးတယ်။ကျွန်တော်ပုံထားပြီးတော့နောက်မှသူတို့စုပြီးတော့မီးရှို့တာပေါ့နော်။ပုံမှန်အဖြစ်တော့ဒါပေမဲ့ဒီနေ့တော့ကျွန်တော်ကတောင်းထားတယ်။အဲအဲ့ဒါကြီးစုထားလို့ကျွန်တော်ပုံထားပြီးကျွန်တော်လာသိမ်းမယ်ပေါ့နော်။ ်ငင်းမိကြီးကြီးပဲမကျော်ရှယ်ပြီးမှလုံးရပြီအဲ့တုံးလုံးရပြီဟိုးမှာတပုံရှိသေးရဲ့နော်ဒီမှာပုံလာပြီးသားအဲ့ဘက်မှာငါးလုံးလုံးရအောင်ကျော်ဒါအခုကြံတာပေါ့ကြီးကြီးပဲမိုက်လဲဒီမှာတင်းငင်းမိသုံးပဲအော်ဒါတင်းငင်းမိမဟုတ်ဒါကဒါကဟိုပါဒါကဒါလည်း ထောပတ်ပင်ဒါတငင်းပင်ဒီနှစ်ပင်ကတငင်းပင်အဲ့တော့လူတွေကသီးရွက်၆တွေကိုဟိုဘောနော်စုပြီးတော့အမြေဆွေးလောက်ကြတယ်ကောင်းပါတယ်အမြေဆွေးလောက်တယ်မကောင်းဘူးပြောကောင်းတယ်ဒါပေမဲ့ဟိုဘောအာသီးရွက်၆တွေကိုစုပြီးမြေဆွေးလောက်တာထက်သီးရွက်၆တွေကိုဟိုဟာအဲ့ဒီအချံလုံးခင်းလိုက်တာပို့ပြီးတော့ကောင်းတယ်ဒီရွက်ပေါ့သီးရွက်၆တွေကိုဒီလိုမျိုးတချံလုံးအနုံးဒါမျိုးဖြစ်အောင်ခင်းပလိုက်တော့သီးရွက်၆တွေကို မိုးရင်းကြရင်သူကသူမိုးရွာမယ်ဘာဖြစ်မိုးရွာမယ်အဲမိုးရွာပြီးတော့သူကသူဆွေးပြီးတော့ရေကြီးထဲဝင်သွားခု forest တို့ဟာမျိုးပြန်လုတဲ့ခါမှာဒီကွက်ကြားလေးဟိုနားလေးဒီနားလေးကွက်ကြားလေးကောင်းနေလို့မရဘူးမြေကြီးကလေမြေကြီးကဒါကိုခြံရှိသူတခြံလုံးမြေကြီးကကောင်းနေမှာတော့တခြံလုံးမြေကြီးကောင်းဖို့ဆိုတာဥမာထားပါအပင်ရေလောင်းတာဆာအဲအပင်ရှိတဲ့နေရာလေးပဲလောင်းလို့မရဘူးတခြံလုံးလောင်းရတယ်ဘာဖြစ်လို့လဲဆိုတော့ အပင်ရှိတဲ့နေရာမှာရေကခြောက်သွားလို့ရှိရင်သူ့ဘေးကရေကိုဆွဲယူလိမ့်မယ်ဟုတ်လားထိုနည်းတူစွာပဲသူ့ဘေးကရေကခြောက်သွားလို့ရှိရင်နေပူလို့ဖိုးအုပ်မထားတဲ့အတွက်ကြောင့်လို့သူ့ဘေးကရေကခြောက်သွားလို့ရှိရင်အပင်ရှိတဲ့နေရာကရေကိုသူကဆွဲယူလိမ့်မယ်အဲ့အတွက်ကြောင့်မလို့တစ်ချံလုံးကိုလောင်းရတယ်နောက်တစ်ချံလုံးကိုဖုံးထားအဲအဲဒီ rain forest ကြီး rain forest ကြီး tropical forest ကြီးဘလို thrive ဖြစ်နေရဘလို့ရှင်သန နေရဆိုတာအဲ့လားကြောင်းလို့ရှင်းတန်းနေရဟိုနားလေးတကွက်ဒီနားလေးတကွက်လှုပ်လို့မရအောင်သူကတပြင်းလုံးလှုပ်ရတာတပြင်းလုံးကိုရေရေရအသက်ပဲဆိုတပြင်းလုံးကိုရေတက်ထိန်းအောင်ဒီမြေကြီးတစ်ခုလုံးလှုပ်ရတာအဲ့တော့ကြောင်းလို့ဒီလိုတိရွက်ချောက်တွေဆိုလို့ရှိရင်ဒီလိုတိရွက်ချောက်တွေဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကတော့အဲဟိုလိုမျိုးဟိုစုပြီးတော့ကျွန်တော်မြေဆွေးပုံနဲ့လည်းထည့်မှာဒါတွေက ာဗွန်အနေနဲ့ပေါ့နော်ပြန်ရပဲအဲ့ကာဗွန်အကြောင်းနောက် topic တစ်ခုမှာရှင်းပြမယ်ဘယ်လောက်အရေးကြီးလဲဆိုတဲ့ဟာနော် तू ဟာ pH နဲ့ဆက်နေရယ်နော် soil pH level နဲ့ဒီကာဗွန်နဲ့ဆက်နေရယ်အဲ့တော့ဒီဒီသေရွက်6တွေသေရွက်6တွေကိုတစ်ချံလုံးခင်းထားပြီးတော့မယ်ဆိုရင်တော်တော်အဆင်ပြေတယ်အချံထဲမှာတချို့တလေခင်းထားပြီးွားပြီး